မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်္ကန်းစာလေးမှာဆိုရင်တော့ဖုံးနဲ့ရိုက်ထားတဲ့မှတ်ပုံတင်ကိုကြောကက်ညီအောင်ပရင်ဘလို့ထောက်ရမလဲဆိုတော့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တခါတလေမှာကိုစီကိုလာပြီးတော့မှမှတ်ပုံတင်လေးတွေမိတ်တူဆွဲခိုင်းတာမျိုးတွေရှိတယ်ဒီလိုမျိုးကျွန်တော်တို့ကမှတ်ပုံတင်ကိုမိတ်တူဆွဲခိုင်းတာမှတ်ပုံတင်ယူမလာဘဲနဲ့ဓာတ်ပုံလေးတွေပဲရိုက်ပြီးတော့ယူလာကြတဲ့သူတွေရှိတယ်ဒီလိုမျိုးကျွန်တော်တို့ကဓာတ်ပုံကိုဒီမိတ်တူဆွဲလို့တော့မရဘူးဒီတော့ကျွန်တော်တို့က ပရင့်ပြန်ပြီးတော့မှကိုရှိမှရှိနေတဲ့ပရင်တာလေးနဲ့ပရင့်ထုတ်ပေးရမှာဖြစ်တယ်ဒီလိုမျိုးကျွန်တော်တို့ကအမှတ်ပုံတွေကိုဟိုဘက်ဒီဘက်ကြောကတ်ရအောင်ပရင့်ထုတ်ဖို့ရာအတွက်ကျွန်တော်တို့ဓာတ်ပုံပြန်ပြီးတော့မှ Photoshop နဲ့ Edit ပြန်ပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော် Photoshop နဲ့ Edit လုပ်တဲ့နည်းလမ်းနဲ့စပြီးတော့ဒီရဲ့သင်ခန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားပါမယ်ဒါကြောင့်ကျွန်တော်တို့ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Photoshop software ပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ပြုလုပ်လို့တဲ့မှတ်ပုံနဲ့ဓာတ်ပုံရိုက်ထားတဲ့ပုံလေးတွေတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ file နဲ့နေပြီးတော့ open ဒါမှမဟုတ် control နဲ့ o နဲ့နှိပ်ပြီးတော့အလွယ်တကူဖွင့်လို့ရပါတယ်။ဒီတော့ကျွန်တော်ပုံလေးတွေကိုတော့ desktop ပေါ်မှာပဲတင်ထားတာဖြစ်တဲ့အတွက်အော်ဒီမှာကျွန်တော်တို့ desktop ပေါ်မှာရှိနေတဲ့ဒီမှတ်ပုံနဲ့ကိုဓာတ်ပုံရိုက်ထားတဲ့ကျွန်တော်တို့ပုံလေးတွေကိုကျွန်တော်တို့ဆက်လက်လုပ်မယ်။ open ဆိုပြီးတော့မှကျွန်တော်တို့နှိပ်ပြီးတော့ပုံလေးတွေဖွင့်လိုက်ပါမယ်။ အခုလောလောဆယ်ဒီရက်ဓာတ်ပုံလေးတွေမှာဆိုရင်ကျွန်တော်တို့ကဒီမှာမှတ်ပုံတင်ဟိုဒီဓာတ်ပုံရိုက်ပြီးတော့မှယူထားခဲ့တဲ့ပုံလေးတွေပေါ့နော်အဲ့တော့ဒီပုံကိုကျွန်တော်တို့ကဟိုဘက်ဒီဘက်ကြောကတ်ရအောင် print ထုတ်มาဖြစ်တဲ့အတွက်ပုံလေးတွေဖွင့်ပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းစာရွက်လေးတစ်ရွက်လောက်ကျွန်တော်တို့စပြီးတော့ခေါ်လိုက်ပါမယ် control နဲ့ unknown နဲ့ကိုနှိပ်ပြီးတော့မှ ကျွန်တော်တို့စာရွက်အစ်စ်တရွက်ခေါ်ပါမယ်စာရွက်ခေါ်တဲ့အချိန်မှာကျွန်တော်တို့ကမှတ်ပုံတင်ရဲ့ site ကိုကျွန်တော်တို့ဒီ page နဲ့တိုင်းပြီးတော့မှကျွန်တော်တို့ခေါ်ရင်ခေါ်ဒါမှမဟုတ်ကျွန်တော်တို့ comment ထည့်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ comment အနေနဲ့3.5အလျားကကျွန်တော်တို့3.5အမြင့်ကကျွန်တော်တို့2.2လောက်ရှိတဲ့ကျွန်တော်တို့စာရွက် site လေးကျွန်တော်တို့ခေါ်ခဲ့လိုက်ပါမယ်ပြီးရင်တော့ create ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့လိုက်မယ် create လုပ်လိုက်တဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့အလျားက3.5ရှိတယ် အမြင့်ကကျွန်တော်တို့2.2ရှိတဲ့ကျွန်တော်တို့စာရွက်လေးတစ်ရွက်ရောက်လာပါတယ်။ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကဒီဘက်မှာရှိတဲ့မှတ်ပုံတင်လေးတွေကိုဒီစာရွက်ထဲကိုဆွဲပြီးတော့ထည့်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဘာသာလေးရဲ့နင်ပြီးတော့မောက်ရဲ့လက်ကလစ်လေးနဲ့ဖိဆွဲပြီးတော့အောက်ကိုချမယ်။ပြီးရင်တော့ဒီပုံလေးကိုကျွန်တော်တို့ကကျွန်တော်တို့အသစ်ခေါ်ထားခေါ်ထားခဲ့တဲ့စာရွက်လေးထဲမှာကျွန်တော်တို့ဆွဲထည့်လိုက်ပါမယ်။ပြီးရင်တော့ဒီပုံကကျွန်တော်တို့အတွက်မလိုအပ်တော့ဘူး။ဒါကြောင့်ကလုတ်နဲ့ပြန်ပြီးတော့ပိတ်လိုက်ပါမယ်။ဒီမှာပုံကကျွန်တော်တို့ကအရန်ကြီးနေပါတယ်ဒါကြောင့်ကျွန်တော်တို့ပုံကိုသေးပါမယ် control ရဲ့ TA နှိပ်ပြီးတော့ pre transform tool လေးခေါ်မယ်ပြီးရင်တော့ကျွန်တော်တို့ down နှိပ်ပြီးတော့အခုလိုမျိုးအနေထားလေးကျွန်တော်တို့သေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ under ခေါ်မယ် under ခေါ်ပြီးသွားပြီဆိုရင်တော့ဒီ map ပုံတင်မှာကျွန်တော်တို့ကမလိုအပ်တဲ့အပိုင်းလေးတွေရှိတယ်ဒါတွေကိုကျွန်တော်တို့ကဖြတ်ထုတ်လိုက်ပါမယ်ဖြတ်ထုတ်မှုရာအတွက်တော့ကျွန်တော်တို့ကဒီမှာ rectangular margin tool လေးကိုကျွန်တော်တို့ခေါ်လိုက်မယ်ပြီးသွားပြီဆိုရင်တော့ဒီမှာ၄ round selection လေးကျွန်တော်တို့ပေးလိုက်ပါမယ် အခုလိုမျိုးလေးလေတော့ selection ပေးပြီးသွားပြီဆိုရင်တော့ဒီရဲ့ပုံလေးကိုကျွန်တော်တို့က control ရဲ့ j ရဲ့နှိပ်ပြီးတော့ပွားယူလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ layer ပေါက်မှာကျွန်တော်တို့ layer 2ဆိုပြီးတော့မှ layer လေးအစ်တစ်ခုပွားလာတာကိုတွေ့ရပါတယ်ဒီတော့ layer 1ကကျွန်တော်တို့တော့မလိုအပ်တော့ဘူးဒါကြောင့် select လေးပေးပြီးတော့မှ bus bay နဲ့ဖြတ်လိုက်တယ်ဆိုရင်အခုလိုမျိုးကျွန်တော်တို့မလိုအပ်တဲ့အပိုင်းလေးတွေပြတ်သွားမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ keyboard ကနေပြီးတော့ဖြူရုံနှိပ်ပြီးတော့ move to လေးပြန်ခေါ်ပါမယ် ဟောဒီရဲ့မှတ်ပုံတွေကိုကျွန်တော်တို့ကအခုလိုမျိုးလေးနေရာလေးတွေကျွန်တော်တို့ကချလိုက်မယ်ပေါ့ control နဲ့ d နဲ့ကိုနှိပ်ပြီးတော့ pre transform tool လေးခေါ်မယ်ပြီးပြီဆိုရင်တော့အခုလိုမျိုးလေးကျွန်တော်တို့ကစာရွက်ထဲမှာအပြည့်အနေထားလေးရအောင်ကျွန်တော်တို့ဆွဲပြီးတော့မှချလိုက်ပါမယ်ကျန်တဲ့တမှုရှိသွားပြီဆိုရင်တော့ under လေးခေါက်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့မှတ်ပုံတွေရဲ့နောက်ကျောအနေထားလေးတော့ကျွန်တော်တို့ရသွားပြီပြီးသွားပြီဆိုရင်တော့ဒီဘက်ဘေးမှာမှတ်ပုံတွေရဲ့ရှေ့ဘက်အချမ်းလေးလည်းရှိသေးတယ်ဒီပုံလေးကိုလည်းကျွန်တော်တို့ဒီလိုပါပဲ ကျွန်တော်တို့ခေါ်ထားခဲ့တဲ့စာရွက်လေးတွေကိုဆွဲထည့်လိုက်မယ်ဒီပုံကမလိုအပ်တော့ဘူးကလုံးနဲ့ကျွန်တော်တို့ပိတ်လိုက်ပါတော့မယ်ပြီးသွားပြီဆိုရင်တော့ control ရဲ့ t ရဲ့နှိပ်ပြီးတော့မှ d ရဲ့ဓာတ်ပုံလေးကိုလည်းအခုလိုမျိုးလေးကျွန်တော်တို့ဆွဲပြီးတော့မှသေးလိုက်ပါမယ်ပြီးရင်တော့ under လေးခောက်မယ် under ခောက်ပြီးသွားပြီဆိုရင်တော့ဒီပုံမှာလည်းကျွန်တော်တို့မလိုအပ်တဲ့အပိုင်းလေးတွေရှိနေတယ်ဒါကိုကျွန်တော်တို့ဖြတ်ဖို့ရအတွက်ကျွန်တော်တို့ဒီမှာ rectangular margin 2လေးခေါ်လိုက်ပါမယ်ပြီးရင်တော့၄တောင် selection လေးကျွန်တော်တို့ပေးပြီးတော့မှ control ရဲ့ j ရဲ့နှိပ်ပြီးတော့ layer ပွားလို့ရတယ်ဒီတစ်ခါကျွန်တော်တို့က control နဲ့ j နဲ့ကိုနှိပ်ပြီးတော့ layer မပွားတော့ဘဲနဲ့ selection ပြောင်းပြန်လှန်ပြီးတော့မှကျွန်တော်တို့မလိုအပ်တဲ့အပိုင်းလေးတွေကိုဖြတ်ပြပေးမယ်ဒါကြောင့်ကျွန်တော်တို့ control ရဲ့ရှေ့ရဲ့ iron ကိုတစ်ချက်နှိပ်လိုက်တယ်ဆိုရင်တော့ selection ကပြောင်းပြန်လှန်သွားပါလိမ့်မယ်အခုလိုမျိုး selection ပြောင်းပြန်ဖြစ်သွားပြီဆိုမှ keyboard ကနေပြီးတော့ delete ကိုနှိပ်ပြီးတော့ဖြတ်လိုက်တယ်ဆိုရင်ဟောဒီလိုပုံစံအနေထားလေးကျွန်တော်တို့ရပ်သွားပါလိမ့်မယ် control ရဲ့ d ရဲ့နှိပ်ပြီးတော့ selection လေးကိုကျွန်တော်တို့ပြန်ပြီးတော့ဖြုတ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ view နဲ့ပြီးတော့ mood လေးခေါ်မယ်ခေါ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာစာရွက်ထဲမှာ TF map ပုံတင်လေးကိုနေရာလေးတွေကျွန်တော်တို့မှာအခုလိုမျိုးလေးဆွဲလိုက်ပါမယ်ဒီပါဘေးလေးမှာလည်းကျွန်တော်တို့နည်းနည်းလေးကျွန်တော်တို့ဆွဲပြီးတော့မှချဲလိုက်မယ်ပေါ့ဒါကတော့ကျွန်တော်တို့ map ပုံတင်ရိုက်တာကဒီအပြည့်မပါနေတဲ့အတွက်ကျွန်တော်တို့နည်းနည်းလေးဟိုဘက်ဒီဘက်ညီအောင်ပရင်ထုတ်ပေးရမှာဆိုတော့ကျွန်တော်တို့ညီအောင်လေးကျွန်တော်တို့ကဒီချိန်ပေးလိုက်တာဖြစ်ပါတယ် ့မှာကျွန်တော်တို့စာလေးတွေရနည်းနည်းလေးကျွန်တော်တို့ကားသွားတာတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီရဲ့အနေထားလေးပေါ်ဆိုရင်တော့ကြည့်လို့ကောင်းတဲ့အနေထားလေးရှိနေတဲ့အတွက်ကျွန်တော်တို့ဘာမှမဖြစ်ဘူးဒါကြောင့်ကျွန်တော်တို့ဒီမှာအခုလိုလေးဆွဲချက်ပြီးသွားပြီဆိုရင်တော့ keyboard ကနေပြီးတော့ enter လေးခေါက်လိုက်ပါမယ်အခုဒါဆိုရင်တော့ကျွန်တော်တို့ကမှတ်ပုံတင်ကို print ထုတ်ဖို့ရအတွက်ကျွန်တော်တို့အခုလိုမျိုးပုံစံလေးတော့ဒီတက်တက်ရရလေးလောက်ပြီးသွားပြီဒီထဲမှာရှိနေတဲ့ကျွန်တော်တို့ကစာတွေကတိတ်ပြီးတော့မကွဲနေတဲ့အတွက် control နဲ့ unlink နဲ့ကိုနှိပ်ပြီးတော့မှ level ဆိုတဲ့ဘောက်လေးကျွန်တော်တို့ခေါ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ color လေးကိုနည်းနည်းလေးကျွန်တော်တို့တင်လိုက်မယ်ဘာကြောင့်လဲဆိုရင်တော့ဒီထဲမှာရှိတဲ့စာလေးတွေကမထင်မရှားဖြစ်နေတဲ့အတွက်နည်းနည်းလေးသိတာထင်ရှားလာအောင်ကျွန်တော်တို့ level ဆိုတဲ့ဘောက်လေးခေါ်ပြီးတော့မှအနည်းငယ်ကျွန်တော်တို့ဆွဲပြီးတော့တင်ပေးလိုက်ပါတယ်ပြီးရင်တော့ okay နဲ့လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ layer 3ကိုမျက်စိလေးမိတ်မယ်အောက်ကကျွန်တော်တို့ဒီမှာ layer 2ဆိုတာလေးမှာလည်းစလုံးလေးတွေကမထင်မရှားဖြစ်နေတဲ့အတွက် control နဲ့ unlink နဲ့နှိပ်ပြီးတော့မှ level ဆိုတဲ့ဘောက်လေးကျွန်တော်တို့ခေါ်ပါမယ်။ပြီးရင်တော့အနှဲငယ်ကျွန်တော်တို့တင်လိုက်မယ်။ okay လေးနဲ့လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့မှတ်ပုံနဲ့ရှေ့ရောက်နောက်ကိုကျွန်တော်တို့ရပ်သွားပြီ။ဒီလိုမျိုးရပ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ print ထုတ်ဖို့အတွက်ဒီစာရွက်ထဲမှာ C ပေးရပါတော့မယ်။ဒါကြောင့်ကျွန်တော်တို့စာရွက်တစ်ရွက်ထပ်ပြီးတော့ခေါ်မယ်။ control နဲ့ and နဲ့ကိုကျွန်တော်တို့နှိပ်ပြီးတော့မှ A4 စာရွက်လေးကျွန်တော်တို့ခေါ်လိုက်ပါမယ်။ create ဆိုတာလေးလုပ်လိုက်မယ်။ဟောဒီမှာကျွန်တော်တို့က A4 စာရွက်နဲ့ဟိုဘက်ဒီဘက်ကြောကပ် print ထုတ်မှာဖြစ်တဲ့အတွက် A4 စာရွက်လေးတစ်ရွက်ခေါ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပြည့်လောက်ထားတဲ့မှတ်ပုံတင်လေးတွေကိုကျွန်တော်တို့ဒီထဲအောင်ကျွန်တော်တို့ဆွဲပြီးတော့မှထည့်လိုက်ပါမယ်။ဟောဒါကကျွန်တော်တို့မှတ်ပုံတင်ရဲ့ရှေ့ဘက်အချမ်းလေးဖြစ်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာမှတ်ပုံတင်ရဲ့နောက်ဘက်အချမ်းလေးကိုလည်းဒီထဲကိုကျွန်တော်တို့ဆွဲပြီးတော့မှထည့်လိုက်မယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ဘောက်ကကျွန်တော်တို့အတွက်မလိုအပ်တော့ဘူး။ဒါကြောင့်ကျွန်တော်တို့ကကလုတ်နဲ့ပိတ်လိုက်မယ်။အကယ်၍ကိုကလိုအပ်သေးတယ်ဆိုရင်တော့ TF ဘောက်လေးကိုကျွန်တော်တို့က define လေးကိုကျွန်တော်တို့သိမ့်ပေးထားခဲ့ရမှာပေါ့เนาะအခုအနေထားမှာတော့ကျွန်တော်တို့မလိုအပ်တော့တာဖြစ်တဲ့အတွက် close ော်လေးနှိပ်ပြီးတော့မှ no နဲ့ပဲကျွန်တော်တို့ပိတ်လိုက်ပါတော့မယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့မှတ်ပုံတင်လေးနှစ်ခုကျွန်တော်တို့ရလာတာကိုတွေ့ရပါတယ်ရှင်းနဲ့ကျွန်တော်တို့နောက်နေပေါ့เนาะအဲ့တော့အခုလိုမျိုးလေးကျွန်တော်တို့ရလာပြီဆိုရင်တော့မှတ်ပုံတင်ကိုကျွန်တော်တို့ကရှေ့ကြည့်ပဲတက်တက်ထုတ်မယ်နောက်ကြည့်ပဲတက်တက်ထုတ်ပြီးတော့စာရွက်ကိုပြောင်းပြန်လှန်ထုတ်ပြီးတော့မှဟိုဘက်ဒီဘက်ကြောကက်အညီညာလေးထုတ်ပေးရမှာဖြစ်တယ် ဒါကြောင့်ကျွန်တော်တို့ကဒီရဲ့ရှေ့ဘက် channel လေးကို order ကိုလက်ကဖေးရှစ်ကိုပါလက်ကဖေးပြီးတော့မှအောက်ဖက်လေးမှာကျွန်တော်တို့ copy လေးပွားယူလိုက်ပါမယ်ပြီးတော့ပြီဆိုရင်တော့ဒီမှာနောက်ဖက် channel လေးကိုလည်း order ကိုလက်ကဖေးရှစ်ကိုပါလက်ကဖေးပြီးတော့အခုလိုမျိုးလေးကျွန်တော်တို့ copy လေးပွားပြီးတော့မှထားခဲ့လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ layer ပေါက်မှာ layer 2နဲ့ layer 2 copy ဆိုတာလေးကကျွန်တော်တို့မှတ်ပုံတွေရဲ့ နောက်ဖက်အချမ်းလေးတွေဖြစ်ပြီးတော့ကျွန်တော်တို့ layer 1နဲ့ layer 1 copy ကတော့မှတ်ပုံတွေရဲ့ရှေ့အချမ်းလေးတွေဖြစ်ပါလိမ့်မယ်ဒီတော့ဒါကိုကျွန်တော်တို့က print ထုတ်မှာဖြစ်တဲ့အတွက် control ရဲ့ p ရဲ့နှိပ်ပြီးတော့မှ print setting လေးကိုကျွန်တော်တို့တစ်ချက်လောက်ခေါ်လိုက်မယ် copy သွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာ printer ဆိုတဲ့နေရာလေးမှာတော့ကိုယ့်ရှိမှာရှိနေတဲ့ကိုယ် print ထုတ်မဲ့ printer set ကိုကျွန်တော်တို့ရွေးပေးရပါမယ် print setting ဆိုတဲ့နေရာမှာတော့သူနဲ့သက်ဆိုင်တဲ့ printer setting လေးတွေကိုကျွန်တော်တို့ဝင်ပြီးတော့ပြင်ပေးရမှာဖြစ်ပါတယ် ီတော့ document size ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ printer မှာလည်း A4 စာရွက်လေးထည့်ပြီးတော့ A4 စာရွက်နဲ့ပဲ print ထုတ်မှာဖြစ်တဲ့အတွက်ဒီနေရာလေးမှာတော့ကျွန်တော်တို့ A4 ကိုပဲရွေးပေးထားပါမယ်ပြီးရင်စာရွက်ကိုထောင်လိုက်ထုတ်မှာဖြစ်တဲ့အတွက် portrait ကိုပဲရွေးပေးထားမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရိုးရိုးစာရွက်လေးနဲ့ပဲ print ထုတ်မှာဖြစ်တဲ့အတွက် plain paper ကိုရွေးထားပါတယ် standard ကိုပဲကျွန်တော်တို့ထားခဲ့ပါမယ်ပြီးရင်တော့ဒီရဲ့နေရာလေးမှာ color နဲ့ print ထုတ်မှာလားဒါမှမဟုတ်ကျွန်တော်တို့ black and white နဲ့ print ထုတ်မှာလားပေါ့ကျွန်တော်တို့က DM ပုံနေကိုအဖြူအမဲပုံစံမျိုးနဲ့ပဲ print ထုတ်ချင်တာဖြစ်တဲ့အတွက် grayscale ကိုကျွန်တော်တို့ရွေးပေးထားလိုက်ပါမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ okay လေးနေမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ print ဆိုတာလေးနှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ရောက်သွားပါလိမ့်မယ်ဒီတော့ကျွန်တော်လက်တွေ့ print ထုတ်ထားတာလေးတွေကိုလည်းကျွန်တော်ဗီဒီယိုလေးရိုက်ယူပေးပေးထားခဲ့ပါတယ်အဲ့ဒီဗီဒီယိုလေးကိုကျွန်တော်တစ်ချက်လောက်ဖွင့်ပြပေးသွားပါမယ် ျွန်တော်တို့အခုဒီမှာကိုယ့်ရဲ့ကွန်ပျူတာနဲ့ပရင်တာနဲ့ချိန်ထားခဲ့ပြီဆိုရင်အစောနာကျွန်တော်ချိန်ပြပေးတဲ့ပရင်ပရင်တာစက်တင်လေးတွေကိုကျွန်တော်တို့ချိန်ပြရပါမယ်။ချိန်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ပရင်ဆိုတာလေးကျွန်တော်တို့နှိပ်ခဲ့လိုက်မယ်။ပရင်နဲ့လိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့ proxy ဆိုပြီးတော့ပြလိမ့်မယ်။ဒါလေးကိုကျွန်တော်တို့ထပ်ပြီးတော့မှနှိပ်ပေးလိုက်ပါမယ်။ ပရင်ထောက်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ကိုယ့်စီမှာရှိနေတဲ့ပရင်တာကနေပြီးတော့မှအခုလိုမျိုးကျွန်တော်တို့ဒီမှာမှတ်ပုံတင်ရဲ့နောက်ဖက်အချမ်းလေးကိုအခုလိုပုံစံလေးသူကအထက်အောက်လေးထွက်လာပါလိမ့်မယ်ဒီလိုပုံစံကျွန်တော်တို့ကထွက်လာပြီဆိုရင်မှတ်ပုံတင်ကိုကျွန်တော်တို့ဟိုဘက်ဒီဘက်ကြောကက်ညီအောင်ထုတ်ပေးရမှာဖြစ်တဲ့အတွက်ထွက်လာတဲ့စာရွက်လေးကိုအခုလိုမျိုးပုံစံလေးကျွန်တော်တို့ဟိုဘက်ဒီဘက်ပြောင်းပြန်လန်လိုက်ပါမယ်ပြောင်းပြန်လန်ပြီးတော့ကျွန်တော်တို့ပရင်တာမှာစောက်ထိုးအနေထားနဲ့ပြန်ပြီးတော့မှထည့်ပေးရမှာဖြစ်ပါတယ် ဒီရဲ့နေရာလေးမှာကျွန်တော်တို့နည်းနည်းလေးမရှင်းပါဆိုလို့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ printer နဲ့ပြီးတော့မှ print ထုတ်လိုက်တဲ့အချိန် မှာစာရွက်ကဒီပုံစံကျွန်တော်တို့ထွက်လာတယ်ပြီးသွားပြီဆိုရင်အဲ့ဒီစာရွက်လေးကိုကျွန်တော်တို့ဟိုဘက်ဒီဘက်ပြောင်းပြန်လေးကျွန်တော်တို့ကလှမ်းပေးရပါမယ်ဘာဒီဘာပြောင်းပြန်လဲမယ်ပြီးရင်တော့ကျွန်တော်တို့ဇောက်ထိုးအနေထားလေးပြန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ် ဒီတော့အခုလိုမျိုးကျွန်တော်တို့ကပရင်တာမှာစာရွက်ကိုဇောက်ထိုးအနေထားနဲ့ပြန်ထည့်ပြီးသွားပြီဆိုရင်နော် Photoshop မှာဇောင်းနာကကျွန်တော်တို့ဒီမှာ layer လေးတွေမှာဒီမှတ်ပုံတွေရဲ့ရှေ့ဘက်အချမ်း layer လေးတွေမှာမျက်စိမှိတ်ထားခဲ့တယ်။အဲ့ဒါလေးတွေကိုကျွန်တော်တို့ကပြန်ဖွင့်ပြီးတော့ control ရဲ့ p ရဲ့နှိပ်ပြီးတော့မှကျွန်တော်တို့ print ပြန်ပြီးတော့မှထုတ်ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ဒီမှာ setting တွေဘာမှချိန်စရာမလိုတော့ဘူး။ print တစ်ခါတည်းတန်းပြီးတော့မှကျွန်တော်တို့ထုတ်လိုက်လို့ရသွားပါပြီ။ဒီတော့ကျွန်တော်တို့မှတ်ပုံတွေမှာထွက်လာတဲ့စာရွက်လေးတွေက ဟိုဘက်ဒီဘက်ကြောကတ်ကျွန်တော်တို့ညီရောညီရဲ့လားဆိုတာလေးတွေကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်လိုက်ပါမယ်အခုဒါဆိုရင်ဒါကကျွန်တော်တို့မှတ်ဖို့နေရဲ့နောက်ဘက်အချမ်းဖြစ်မယ်ဒီဘက်မှာကျွန်တော်တို့ရှေ့ဘက်အချမ်းဖြစ်မယ်ပေါ့နော်အဲ့တော့အခုလိုမျိုးပုံစံလေးတွေသုံးပြီးတော့မှတ်ပုံတင်ကြောကတ်ကျွန်တော်တို့ရအောင်ဖုံးနဲ့ရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုဟိုဘက်ဒီဘက်ကြောကတ်ရအောင်ထုတ်တဲ့နီလန်းလေးဖြစ်ပါတယ်ဒီကနီလန်းလေးတွေကလက်တွေ့လုပ်ငန်းခွင်မှာလဲအရန်သုံးဝင်မဲ့သင်ငန်းစာလေးတွေဖြစ်တဲ့အတွက် ပေါ်ကရန်လက်တွေ့လိုက်ပြီးတော့မှတေချာနားလေသဘောပေါက်အောင်လိုက်ပြီးတော့မှလေ့ကျင့်ပေးဖို့လိုပါလိမ့်မယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ်ကိုရှိမှပရင်တာလေးရှိလို့မှတ်ပုံတွေကိုဖုံးနဲ့ဓာတ်ပုံရိုက်ပြီးတော့အခုလိုမျိုးပုံစံလေးတွေထုတ်တက်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာ။ ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်။လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိအောင်လို့ပါ။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။